Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့မြောင်မြောင်မောဟင်ကလေးချက်စားဖြစ်တယ်ပေါ့နော်အယုံဆုံးလောက်ကတာကတော့မနမိုးလင်းတာနဲ့ကျမရဲ့ပန်းပင်လေးတွေကိုအယုံဆုံးပြုစုရတာပေါ့နော်ရေလောင်းမယ်အပင်လေးတွေကိုပေါင်းတင်စရာရှိတာသင်ပြပါပြီဆိုလို့ရှိရင်တော့မိုးရင်းကချက်ဖို့အတွက်စပြင်ဆင်ပါမယ်ရှင်။အဲကျွန်တော်ငရဲနဲ့ချက်မှဖြစ်တဲ့အတွက်ငရဲကချွဲပါတယ်။အဲတော့ကျွန်တော်ကြောက်ရှင်လေးထည့်ပြီးတော့ခဏလောက်စိတ်နာလိုက်မယ်ပေါ့နော်။အဲတော့အချွဲလေးတွေပြောက်သွားပြီဆိုလို့ရှိရင်တော့ငရဲရဲ့အလဲကိုဒီလိုလေးတွေထားရလေးတွေပြေးပြီးတော့ တန်ရှင်းစင်ကြအောင်စီကြောလိုက်ပါမယ်ရှင်။ငရဲကိုတန်ရှင်းစင်ကြအောင်အထက်ထက်စီကြောပါမယ်။ခေါင်းအတွင်းပိုင်းမျိုးလည်းတန်ရှင်းစင်ကြအောင်စီကြောမယ်ပေါ့နော်။အကြီးကိုနေရှိမရှိကိုလည်းလိုက်ပြီးတော့ကြည်ပါမယ်ပြီးတော့တန်ရှင်းစစ်ကြအောင်စီကြောပြီးပြီဆိုလို့ရှိရင်တော့ဇပလင်လေးနဲ့ထည့်ပြုံမယ်ပေါ့နော်ကျမတို့ဇပလင်အိုးမကတ်စီဖို့အတွက်ဇပလင်ကိုအောက်မှာခံပြီးတော့ပြုတ်လိုက်ပါမယ်ဇပလင်ကိုကျမတို့ကနှစ်မျိုးသုံးပါပါအဲ့တော့အပြင်ဘက်ကအခွန်နေဖို့ကျမတို့ကဒီငါးပြုတ်တဲ့အောက်မှာခံထားပါမယ် အဲ့တော့ Omega Cyan အတွက်၅ပြည့်၅ရဲ့အောက်မှာကျမတို့ဒီ discipline အခွန်လေးတွေကိုခံပြီးတော့ပြုတ်လိုက်မယ်ပေါ့နော် ပြီးတော့ဂျင်းလေးကိုလည်းကျမတို့ထောင်းလိုက်ပါမယ်ဂျင်းထောင်းပြီးတော့လည်းဒီ၅ပြုတ်ထဲကိုထည့်ပြီးတော့တခါလေးထည့်ပြုတ်ပါမယ်ရှင်အဲ့တော့ဂျင်းထောင်းပြီးပြီဆိုလို့ရှိရင်၅ရဲကိုဂျင်းထောင်းနာတာလေးထည့်လိုက်ပါမယ်ပြီးွားရင်စနေမုတ်ထည့်ပါမယ် ငံပြရေးထည့်မယ်အချိုးမုတ်ထည့်မယ်ပြီးသွားလို့ရှိရင်ကျမတို့ခုနကဂျင်းထောင်းထားတဲ့စုံလေးကိုရေလေးထည့်ပြီးစုံစည်းရေလေးထည့်ပြီးလို့ရှိရင်တော့ကျမတို့ငါးကိုပြုတ်ထားလိုက်ပါမယ်ရှင် ငါကရေလေးနှင်းငယ်ပဲထည့်ပြုတ်ထားတာဖြစ်တဲ့အတွက်တစ်ဖက်ကကျက်သွားပြီဆိုရင်နောက်ထပ်တစ်ဖက်ကိုလှန်ပြီးတော့ထပ်ပြုတ်ထားမယ်ပေါ့နော်။အသားတွေညင်ညင်ညာညာကျက်စီရန်အတွက်ပေါ့နော်။ပြီးသွားလို့ရှိရင်တော့ကျက်သွန်ဖြူရေကျက်သွန်နီရေချင်းနေကျမတို့ထပ်ပြီးတော့ခွာထားလိုက်ပါမယ်ရှင်။ကျက်သွန်နီဥသေးလေးတွေကိုလည်းခွာထားလိုက်မယ်ပေါ့နော်။မောင်ငါရဲကိုထည့်ချက်ဖို့အတွက်ကျက်သွန်နီဥသေးလေးတွေကိုပါခွာထားလိုက်ပါမယ်ရှင်။အဲ့ကျမတို့ကျက်သွန်ဖြူကျက်သွန်နေချင်းနေခွာပြီးပြီဆိုလို့ရှင်ဇပလင်ရောပေါ့နော်ကျမတို့ထည့်သုံးမဲ့ဇပလင်မှာတခါတည်းတန်ရှင်းစင်ကြအောင်ရေနဲ့အထက်ထပ်စေကြောလိုက်ပါမယ်ရှင် ကျက်သွန်ဖြူနဲ့ကျက်သွန်နီထဲမှာအတွင်းထဲမှာမှုအမဲလေးတွေပါတတယ်ပေါ့နော်ဒါလေးတွေကိုတန်းရှင်းစင်ကြအောင်အထက်ထစီကြောလိုက်ပါမယ်ပြီးွားလို့ရှိရင်စကားလေးနဲ့ဆက်ထားလိုက်မယ်ပေါ့နော် အဲ့ကျွန်တော်တို့ကြက်သွန်နေပြင်ဆင်နေတော့မှာပဲငါးကကြက်သွားပါပြီအဲ့တော့အေးခံထားလိုက်ပြီးတော့နှွင်မှုအတွက်ပြင်ဆင်ထားမယ်ပေါ့နော်အဲငါးအေးခံနေတော့မှာကျွန်မဆန်ကိုရေနဲ့တန်ရှင်းစင်ကြအောင်စီးကြောပြီးတော့ဘန်းလေးတစ်ပန်းနဲ့ထည့်ပြီးတော့နေပူလှမ်းထားလိုက်မယ်ပေါ့နော်မြောင်မြမုံငါးထဲမှာကဆန်လောင်မှုထည့်ရပါမယ်ရှင်ကဲအခုလောက်ဆိုလို့ရှိရင်တော့ငါးကအေးသွားပါပြီအဲ့တော့နှွင်မှုအတွက်အဆင်သင့်ဖြစ်ပြီပေါ့နော် မြောင်မြောင်မုံငင်ကားထဲမှာထည့်ချမဲ့ငားကိုနှွင်တဲ့ခါမှာကျွန်တော်တို့တိတိလေးနှွင်လို့မရပါဘူးဒီလိုပေါ့ဗောနော်အမြောင်မြောင်လေးတွေဖြစ်အောင်ငားအလှော်သားလေးကြီးအောင်ဗောနော်အဲ့လိုလေးနှွင်ထားရပါတယ်တိတိလေးတွေနှွင်လို့မရဘူးဗောနော် မြောင်မြောင်မွေးငါးမှာကျွန်တော်ဟီလေးတောက်လိုက်တဲ့ခါကျရင်ငါးဘက်ကလေးတွေဝါပြီးအောင်ပါရှင်။ငါးရိုးသက်သက်ထားမယ်ငါးပြုတ်ရိုးသက်သက်ထားမယ်ငါးနှွင်ထားတာလေးတွေသက်သက်ထားလိုက်ပါမယ်။ပြီးရင်တစ်ခုချင်းစီရအောင်ပြူရပါမယ်။ပြီးသွားလို့ရှိရင်တော့စပလီလေးတွေကိုလည်းလီထားလိုက်ပါမယ်။ကျွန်တော်စပလီရဲ့ဂျင်းရဲ့စွတ်သွန်ဖြူရဲ့စွတ်သွန်နီရဲ့အကျိတ်ဖို့အတွက်သုံးမယ်ပေါ့နော်။ အဲ့တော့စပလင်းအတွင်းသားရဲ့အနုသားလေးတွေကိုကျွန်တော်တို့တွေအဲကျိတ်ဖို့အတွက်ကိုအသုံးပြုပါမယ်။ပြီးွားရင်တမျိုးချင်းစီကိုကျိတ်သွားလိုက်ပါမယ်ရှင်။ဒီနေရာမှာမကျိတ်လဲကျွန်တော်တို့မျိုးစုံနဲ့ထောင်းလို့လည်းရတယ်ပေါ့နော်။ကျွန်တော်တို့ကတော့အလွဲကျိတ်လိုက်ပါတယ်ရှင်။ပုံပစ္စည်းတွေကျိတ်ပြီးပြီဆိုရင်တော့ခုနကအယိုးတွေကိုအရင်ငင်ပါမယ်။အဲ့တော့ငရဲအယိုးတွေကျွန်တော်ခုနအယိုးနှွင်ထားတဲ့ထဲမှာခေါင်းတွေပါမယ်အလဲအယိုးတွေပါမယ်ပေါ့နော်။ အဘိဘဟတာတွေကအယိုးတွေပါမယ်ဒီအယိုးတွေအကုန်လုံးကိုထောင်းပါမယ်ထောင်းပြီးတော့ဒီကအရေကိုငင်ပြီးတော့ကျွန်မမောင်းငါချက်တဲ့အထဲမှာအသုံးပြုဖို့အတွက်ပေါ့နော်အဲ့တော့အယိုးလေးတွေကိုရားတဲ့အနေထားလောက်ဒီထောင်းလို့ရတဲ့အနေထားလောက်ဒီထောင်းသွားပါမယ်ပြီးွားရင်ရေထည့်ပြီးတော့ကျွန်တော်စကားလေးနဲ့စစ်ပြီးတော့အယိုးလေးကိုရေငင်လိုက်ပါမယ်ရှင်အဲ့တော့အယိုးရေငင်တာတော့အနည်းဆုံး3-4ချိန်လောက်ရေငင်လိုက်ပါတယ်လုံးဝကျဲတော့သွားတဲ့အနေထားလောက်ထိပေါ့နော် ပြီးတော့ငပြောဥလေးတွေကိုလည်းလီးထားလိုက်မယ်ငပြောဥကကျွန်တော်အပြင်ဘက်ကအရင်တွေကိုဖဲထုတ်ပြီးတော့အတွင်းရအနုနုလေးတွေကိုပဲကျွန်တော်တွေလိုအပ်သလိုလေးလီးသွားလိုက်ပါမယ်ရှင်အဲ့တော့ကျွန်မတို့ကငပြောဥကကြိုးပြီးတော့လီးထားတာဖြစ်တဲ့အတွက်မမဲသွားစေရန်စနွေးမုတ်ရည်လေးဖြော်ပြီးတော့စိန်ထားလိုက်မယ်ပေါ့နော်ကဲကျမတို့တွေဒါကတော့အယိုးမြင်ထားတဲ့ရှိရဲ့ငါးပြုတ်ထားတဲ့ရှိရဲ့ဒါရောထားလိုက်တယ်ပေါ့နော် အဲ့တော့ရိုးငင်ထားတဲ့ရေနဲ့ငါးပြုတ်ထားတဲ့ရေနဲ့နောက်ရေလေးအနည်းငယ်တော့ထပ်ထည့်ပြီးတော့ဒါကိုကျွန်တော်တို့စူပွက်တဲ့အနေထားလောက်ဒီစပြီးတော့ချက်ပါမယ်။မုံရင်ငါးကြီးချက်ဖို့အတွက်ကိုစပြီးပြင်ဆင်တော့မယ်ပေါ့နော်။ဒါကတော့ငါးပြုတ်ထားတဲ့ရေရဲ့ရိုးငင်ထားတဲ့ရေရဲ့ရိုးရိုးရေရဲ့ထည့်ပြီးတော့ကျွန်တော်တို့စပြီးချက်ပါတော့မယ်။အဲ့တော့မုံရင်ငါးဟင်းရေချက်နေတော့မှပဲကျွန်မစက်သွန်ဖြူကိုစီချက်ချက်ဖို့အတွက်လီထားလိုက်ပါမယ်။မွေးငါးတဲ့ထည့်စားဖို့အတွက်စက်သွန်ဖြူစီချက်ကလေးကိုကြုံမယ်ပေါ့နော်။ကျွတ်နေအောင်ဒီကြော်သွားလိုက်ပါမယ်ရှင်။ မြောင်မြောင်မွေးငါပဲဖြစ်ဖြစ်ရိုးရိုးမွေးငါပဲဖြစ်ဖြစ်ကျမတို့စီကြက်လေးထက်စားတဲ့ခါကျတော့ရှင်အရန်ဆားလို့ကောင်းနေမွေးနေရပါပေါ့ရှင်ဒါစီကြက်လေးကျွတ်နေအောင်ချက်ပြီးပြီဆိုရင်တော့စီလေးနေငယ်စိတ်ပြီးတော့ကျမတို့ဖယ်ထားလိုက်ပါမယ်ကဲပြီးွားပြီဆိုလို့ရှင်တော့ကျမတို့ခုနကြိတ်ထားတဲ့စက်သွန်ဖြူစက်သွန်တွေချင်းတွေကိုကြော်သွားပေးလိုက်ပါမယ်ရှင်ချက်သွားပေးလိုက်မယ်ပေါ့နော်ဒါလေးတွေကိုတော့ကျမတို့ကြက်သွားတဲ့နေထားလောက်တွေကိုချက်သွားပေးလိုက်မယ်ပေါ့နော်စနွေးမုံလေးထည့်ပါမယ် ကဲအခုဆိုတော့ကြိတ်ထားတဲ့စက်သွင်းပြစက်သွင်းလေးချင်းဆက်ပလင်ကြီးအားကြက်သွားတဲ့အနေထားရောက်သွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ငားထည့်လိုက်ပါတော့မယ်ငားနဲ့ရောသမမွေအောင်တည်တည်ကြာလေးမွေသွားလိုက်ပါမယ်ရှင်ဒီငားတွေနဲ့ပေါ့နော်ကျွန်တော်ပါဝင်ပစ္စည်းတွေနဲ့ရောသမမွေသွားတဲ့အနေထားလောက်ထိရောက်သွားပြီဆိုလို့ရှိရင်တော့ရပါပြီ ခုနကတော့ကျွန်မလှမ်းထားတဲ့ဆန်လေးက၆သွားတဲ့အနေထားရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့လှော်ပါမယ်လှော်လိုက်တဲ့အခါမှာကျွန်တော်တို့ရွှေဝါရောင်တန်းတဲ့အနေထားလောက်ထိလှော်လိုက်မယ်ပေါ့နော်လှော်ပြီးွားလို့စက်သွားပြီဆိုလို့ရှိရင်အေးလေးခံပြီးရတယ်ကျွန်တော်တို့ကြိတ်ဆက်လေးနဲ့ထည့်ပြီးတော့ကြိတ်ပါမယ်ဒီနေရာမှာကြိတ်ဆက်နဲ့မကြိတ်ပဲနဲ့မြို့စုံနဲ့ထောင်းမယ်ဆိုလည်းရတယ်ပေါ့နော်အဲ့တော့ကြိတ်ဆက်နဲ့ကြိတ်တဲ့နေရာမှာကျွန်တော်တို့လုံးဝအမှုတ်ဖြစ်သွားတယ်ပေါ့နော်ပေါင်တာမှုတ်ဖြစ်သွားတဲ့အနေထားလောက်ထိကိုကြိတ်သွားလိုက်ပါမယ်ပေါင်တာမှုတ်ဖြစ်သွားတဲ့အနေထားလောက်ထိကြိတ်မှကျွန်တော်ဟိရည်ထည့်တဲ့အခါကျရင်လည်းအဆင်ပြေမှာပေါ့နော် အခုဆိုလို့ရှိရင်နော်ဆန်လောင်မှုကလေးကရသွားပါပြီလုံးဝမှွေးနေတာပါပဲရှင်မှွေးကြိုင်နေတဲ့ဆန်လောင်မှုလေးရပါပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘဲဥကို15လုံးသုံးတာပါတယ်ဘဲဥကို ပြုတ်ထားလိုက်ပါမယ်ကဲတစ်ဖက်မှာလည်းဟင်းကပပပပပဆူနေပြီပေါ့နော်ဟင်းရဆူနေပြီဆိုလို့ရှင်တော့ကျမတို့တွေပါဝင်ပစ္စည်းတွေစားပြီးတော့ထည့်လို့ရပါပြီရှင်။ကဲအဲ့တော့မွေးကဟင်းအတွက်ကိုစားပြင်ဆင်ပါတော့မယ်ကျမတို့ခုနကချက်ထားတဲ့ငားနဲ့ပါဝင်ပစ္စည်းလေးတွေကိုဟင်းအိုဟင်းအိုတွေကိုကျွန်တော်ထည့်လိုက်တော့မယ်ပေါ့နော်။ ငါထည့်ပြီးပြီဆိုရင်တော့ခုနကကြိတ်ထားတဲ့ဆန်လောမုတ်လေးကိုထည့်လိုက်ပါမယ်ရှင်။အဲဆန်လောမုတ်တွေဟင်းရင်မှပျော်ဝင်သွားစေဖို့အတွက်အရင်ဆုံးချက်လိုက်မယ်ပေါ့နော်။အဲဆန်လောမုတ်တွေရေမှပျော်ဝင်သွားတဲ့နေထားလောက်ထိမှွေပြီးတော့ချက်သွားလိုက်ပါမယ်။ဆန်လောမုတ်တွေကပျော်သွားတဲ့နေထားလောက်ရောက်ပြီဆိုလို့ရှင်တော့ကျွတ်တုန်ဒီဥသေးလေးတွေထည့်လိုက်ပါတော့မယ်ရှင်။ အခုတည်းကကြိုးထည့်ထားမှာကျမတို့ကြက်သွားတဲ့အနေထားလို့ဆိုကြက်သွန်ဒီဦးလေးတွေကလည်းပျော်သွားမယ်အနေထားလို့ပေါ့နော်ကွက်တီလောက်ရအောင်ပါရှင်အဲ့တော့ကြက်သွန်ဒီဦးထည့်ပြီးချက်ထားတော့မှာပဲဘဲဦးလေးတွေအေးအေးခံပြီးတော့ကျမတို့ခွာထားလိုက်ပါမယ်အဲ့တော့ဒီနေရာမှာကျမတို့အိုးဘဲဦးကိုတော့ငါးလုံးလောက်သုံးလိုက်တယ်ပေါ့နော်မလောက်လို့ရှင်ထပ်ထည့်ပြီးသုံးပါမယ်ရသားတွေနေရာတော့ချုံမှုထည့်တယ်ငံပြားကြီးပဲသုံးပါတယ်ဒီမှာမိုးဝင်းကားကိုချက်တဲ့ခါကျမတို့ငံပြားကြီးကိုသုံးတာပိုကောင်းတယ်ပေါ့နော် ျမတို့ကမီးအေးအေးလေးနဲ့ပေါ့နော်တင်ပြီးတော့အမြဲတမ်းပူနေတဲ့အနေအထားလေးနဲ့စားချင်တာဖြစ်တဲ့အတွက်စားထဲတဲ့ခါကြလို့ရှိရင်ငန်ဆူကြီးဖြစ်သွားနိုင်တယ်ပေါ့နော်ဟင်းရခံသွားတဲ့အနေအထားရောက်နေငံပြာရင်နဲ့ချက်တဲ့ခါကျရင်ငန်ဆူကြီးမဖြစ်ပါဘူးတော့ငံပြာရင်နဲ့ပဲချက်ပါတယ်ရှင်စားလုံးဝမထည့်ဘူးပေါ့နော်အဲ့တော့ဦးဘဲဦးအတွက်ကိုလည်းငါးလုံးလောက်ထည့်လိုက်ပါတယ်ပြီးတော့ဂျန်နဲ့ဘဲဦးလေးတွေကစိတ်ပြီးတော့အကုန်လုံးထည့်လိုက်ပါမယ်ရှင် ခုနငါပြောပြပြန်လဲထည့်ပြီးပြီပေါ့နော်ဒါဆိုလို့ရှင်အားလုံးကြောသမားမှွေအောင်မှွေပြီးပြီဆိုရင်နောက်ဆုံးမှငရုတ်ကောင်းထည့်ပါမယ်ဒီတစ်ခေါက်ငရုတ်ကောင်းဝယ်တဲ့နေရာမှာငရုတ်ကောင်းစီလေးတွေကသူကငကိုတွေကဝယ်တဲ့ကမဲမဲလေးတွေဖြစ်နေရပေါ့နော်ကျွန်တော်တို့ထပ်လှော်လိုက်တဲ့ခါကျတော့ထပ်လှော်ပြီးတော့ပြန်ပြီးတော့ထောင်းတဲ့ခါကျတော့ပိုပြီးမဲမဲလေးတွေဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ငရုတ်ကောင်းနံလေးကမှွေပြီးတော့အရန်ဆာလို့ကောင်းပါတယ်အရောင်လေးကမေးသွားတာပဲရှိတယ်ပေါ့နော်ကေတာဆိုလို့ရှိရင်တော့မြောင်းမြောင်းမွေငါလေးကကျက်သွားပါပြီစားဖို့အဆင်သင့်ဖြစ်သွားပါပြီရှင် ။ကဲအရောကျွန်တော်တို့စားဖို့အတွက်ပြင်ဆင်ပါတော့မရှင်။ရာသီဥတုကအရန်ပူတဲ့ခါတော့ကျတော့ခြံထဲမှာထွက်စားလိုက်ပါတယ်။အကြော်ကြော်နီးလေးတွေကတော့ကျွန်မနောက်မှ link လေးပြန်ထည့်ပေးတာပါမယ်။အရင်တော့ကကြော်ကြော်ထားတဲ့ link လေးကိုကျွန်မပြန်ထည့်ပေးမယ်ပေါ့နော်။ကြော်လေးတွေရဲ့နောက်ကျွန်မတို့ကြက်သွန်ဖြူစီချက်ရဲ့နောက်ဟင်းရီလေးရလည်းအရန်ရတာရှိပါတယ်။မြောင်မြောင်မုံဟင်းငါးကကျွန်မတို့ပဲသီးလေးပါမယ်။ပြီးတော့နန်းနန်းပင်ပါမယ်။ပဲပင်ပေါက်ပါပါမယ်။ပူစီနံလေးလည်းထည့်စားရဲပေါ့နော်။ အမွှေးပြီးတော့အရန်ကိုမှစားလို့ကောင်းပါတယ်အရန်လည်းရတာရှိပါတယ်ဟင်းရည်လေးရလေးလေးချိုးပြီးတော့အရန်စားလို့ကောင်းတာပါပဲရှင် chú bài của tao nha thích không cần thu ăn Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ကစားသားပြီးပြီဆိုလို့ရှိရင်တော့ဆေးကြောရဲလှဲရောက်ပါပြီ။ဒီတစ်ပတ်မှာတော့မြောင်မြောင်မိုးရင်ကချက်စားပြီးပြီဆိုတော့နောက်တစ်ပတ်ဒီမှာလည်းကျမတို့မိသားစုတွေပါရချက်စားမယ်ဆိုတာဆက်လက်ကြည့်ရှုပြီးတော့အားပေးကြပါအောင်လို့တောင်းဆိုပါရစေနော်။နောက်တစ်ဖလော်ရီမှာပြန်တွေ့ပါမယ်။အားလုံးပဲဘိုင်ဘိုင်။